ကျစီတင်ကိုအပိနေကြရဲ့ဘရာသားညီကိုပရိသတ်တွေအားလုံးပဲမင်္ဂလာပေါင်းနဲ့ခံကြောင်းပါစေဒီကနေ့ညခင်းလေးမှာကျွန်တော်ပြောပြခြင်းတဲ့သတင်းလေးကရောပက်ထရိုပါအားလုံးသိတဲ့အတိုင်းပဲဒီရက်ပိုင်းမှာချက်စီအသင်းနဲ့အတန်တွေတော်တော်ကြီးကြီးလောင်လောင်ထွက်ပေါ်နေတဲ့ကစားသမားလေးဖြစ်ပါတယ်ဆိုရောပက်ထရိုနဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့ Friday လောက်ကစပြီးတော့အတန်တွေထွက်တယ်နောက်ပိုင်းမှာချက်စီအသင်းကကစားသမားကို ဒီကျွန်တော်ပေါက်တန်း90ဝင်းကျင်နဲ့ပေါ့နော် Brighton သင်းထံကိုကမ်းလှမ်းတော့မယ်ဆိုတဲ့သတင်းထွက်လာပြီးတဲ့အချိန်မှာပေါ့တချို့ကလည်းကမ်းလှမ်းလိုက်တယ်နှုတ်အဖြစ်ကမ်းလှမ်းလိုက်တယ်ဒီလိုမျိုးပေါ့နော်အမျိုးမျိုးပေါ့ contact တွေလုပ်လိုက်တယ် offer ပေးလိုက်တယ်စသဖြင့်သတင်းတွေတက်လာပြီးတဲ့အချိန်မှာ Yahoo Patron နဲ့ Chelsea သင်းတို့လို့တို့လို့ဆိုပြီးအတန်းကြီးကျေလောင်စွာထွက်ပေါ်ခဲ့ကြတယ်ခုချိန်ထိလည်းအတန်းထွက်ပေါ်နေသေးပဲဖြစ်တယ်ဒါပေမဲ့အခုသတင်းကနှစ်မျိုးဖြစ်နေတယ်ပထမတစ်မျိုးကတော့ Yahoo Patron ကိုယ်တိုင်က အတင်းပြောင်းမှုအတွက်ဆန္ဒရှိသလိုအကယ်၍ကလပ်အတင်းနှစ်တင်းချာညှိနှိုင်းလို့အဆင်ပြေခဲ့မယ်ဆိုလို့ရှိရင်ရာဟုပက်ထရိုကစတန်ဖို့ဘရစ်မှာတတိရီနဲ့တွေ့ဆုံပြီးတော့စကားပြောကျင်နေတဲ့အပိုင်းနေရှိတယ်လို့ကျွန်တော်တို့ကြားရတယ်။ဆိုတော့ဒါကသတင်းတစ်ပိုင်းတစ်ဖက်မှာကြတော့လေအထူးသဖြင့်ဒါပရီးမီးယားလိချန်ပီယံဖြစ်တဲ့လီဗာပူးအသင်းကသူတို့ရဲ့တိုက်စစ်ကစားသမားဖြစ်သူဒါဝင်းနူနီယပ်စ်ရဲ့နေရာမှာ replacement လုပ်ဖို့အတွက်ရာအိုပက်ထရိုကိုစိတ်ဝင်စားနေဆိုပြီးတင်ကတက်လာခဲ့တာဖြစ်တယ်အထူးသဖြင့်ဒါဝင်းနူးညက်ကိုလက်ရှိမှာအတလီကိုမက်ထရစ်အသင်းအပါဝင်ဂျန်နဲ့အီတလီကလပ်အသင်းတွေကလည်းစိတ်ဝင်စားနေတဲ့အချိန်လီဗာပူးကဒါဝင်းနူးနက်ကိုရောင်းထုတ်ပြီးတော့သူ့နေရာမှာအာရာအိုပက်ထရိုကိုအစားထိုးဖို့အတွက်စိတ်ဝင်စားနေတယ်တစ်ဖက်မှာလည်းသူ့ရဲ့မင်းကင်ကလပ်အသင်းဖြစ်တဲ့ Brighton အနေနဲ့ကပြီးခဲ့တဲ့ရာသီမှာဝက်ဖို့အသင်းထံကနေရာအိုပက်ထရိုကိုခေါ်ယူခဲ့တယ် တို့အတင်းအတွက်ကြီးမားတဲ့ပြောင်းရွှေ့ကြီးပေါ့နော်တို့အတင်းအတွက်ဆိုလို့ရှိရင်တော့ဒါအခြေသုံးပြီးခေါ်ခဲ့ပေမဲ့အခုပြန်ပြီးတော့ Brighton ကိုယ်တိုင်ကလည်းအကျိုးမြတ်အရာပြန်ပြီးတော့ရောင်းချခြင်းနေတဲ့ဆန္ဒရှိနေတယ်လို့ကျွန်တော်တို့ကြားသိရတယ်။ဆိုတော့ကစားသမားကလည်းပြောင်းခြင်းနဲ့သူ့ရဲ့ Mickey Club အသင်းကလည်းရောင်းခြင်းနဲ့ဆိုတော့တစ်ဖက်မှာရှိနေတာကကျွန်တော်တို့ Chelsea လား Liverpool လားပေါ့သို့တော့တတိယနှစ်ခုအရာကနှစ်ခုစလုံးဖြစ်နိုင်တယ်။ Liverpool ရဲ့ side back ကကြည့်မယ်ဆိုလို့ရှိရင်လည်း Liverpool ကလည်းဒါသူကတိတ်ပြီးတော့ ဟိုစောင့်စရာမလိုဘူးဗျာပြောရင် Chelsea ကအခုဒါ Nottingham Forest တင်းနဲ့ပွဲစဉ်အတွက်ကိုရုံးဝကန်ရအောင်မယ်ဒါပြီးမှ Champions League ဝင်လာမဝင်လာပေါ်မူတည်ပြီးတော့လှုပ်ရှားရမယ်အသင်း Liverpool ကတော့ဒီလိုမဟုတ်ဘူးကြိုက်တယ်ဆိုရင်ချန်ပီယံလည်းဖြစ်နေပြီးသားအသင်းဖြစ်တဲ့အတွက်သူတို့ကတန်းကွန်တက်လုပ်လို့ရတယ်ဆိုရင်ဒါမှလီဗာပူးကတော့နှာတစ်ဖြားသာသွားနိုင်တဲ့အနေအထားမျိုးလည်းရှိတယ်เนาะအခုနောက်ဆုံးတက်တဲ့ဒါ insider တို့ပါလို့ရဲ့ဖော်ပြချက်ရဆိုလို့ရှိရင်တော့လီဗာပူးကကစားသမားကိုရရှိဖို့နီးစပ်တယ်လို့လည်း ခံမသုံးသပ်နေကြတဲ့အပိုင်းတွေရှိပါတယ်ဆိုတော့တည်ငါနှမျိုးထွက်နေပါတယ်ဆိုတော့ရာအိုဘက်ထရိုနဲ့ပတ်သက်ပြီးတော့ချက်စီပြိသက်တွေဘလို့မြင်ကြပါလဲအသက်23နှစ်ရွယ်တိုက်စစ်ကစားသမားကိုချက်စီတင်းနေတဲ့အရာခေါ်ယူတင်သလားလီဗာပူးကပဲဒါတစ်ချိန်က transfer မှာချက်စီတင်းနောက်ကောက်ချခဲ့တဲ့ကလစားချေမှုတွေပြန်လုပ်မလားဆိုတာကိုစောင့်ကြည့်သွားမှာပဲဖြစ်ပါတယ်အားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ဒီဗီဒီယိုဒီလောက်နဲ့ပဲညနာအဆုံးသတ်ခွင့်ပြုပါခင်ဗျာ